ုံထက်ကအမျိုးသမီးမတည့်တဲ့ဆေးကိုထိုးမိလို့နှစ်ပတ်အတွင်းတစ်ခေါင်းလုံးစပင်ကျွတ်သွားတယ်ရှင်။ဒီအဖြစ်အပျက်ကဒီနေ့၄ရက်နေ့၃လပိုင်း2025ထိုင်းနိုင်ငံစမုတ်ပကန်မှာဖြစ်သွားခဲ့တယ်ရှင်။ပုံထက်ကအမျိုးသမီးနမေကခွန်နန်အသက်35နှစ်အရင်လာတော့ကမှခုနန်သူကတတိတားရဲ့အပြင်ဖက်မှာကိုဝင်ဆောင်မှန်းသူတီလို့သူပုဂ္ဂလိကစီုံတယုံကိုတွားလိုက်တယ်ရှင် ပြီးတော့ဆံဝင်လဲသူ့ကိုဆေးထိုးပေးလိုက်တယ်ပထမနှချောင်းထိုးပေးတာသူ့တည့်တွေးတကအကုန်လုံးဆင်းမလာတင်လို့ဆံဝင်ကထက်တစ်ချောင်းထိုးပေးလိုက်တယ်တရှင်သူ့ဆံဝင်ကိုတွားရှာတဲ့ရက်ကတော့အာနလပိုင်း15ရက်နေ့လောက်တရှင်အဲ့ဒီနောက်သူ့အဲ့ဒီဆေးတွေကိုထိုးပြီးနရက်အလိုမှာပဲသူကအာတကိုလုံးရားရံတဲ့အာအသားရေကလောင်ကျွမ်းကုန်တယ်တရှင်ပြီးတော့အဖုအဖုတွေလည်းအကုန်လုံးထွက်လာတဲ့အဆိုးဆုံးက အာသူ့ရဲ့စပင်တွေကအအောင်လိုက်အအောင်လိုက်ကျွတ်ကျွတ်လာတာတစ်ခေါင်းလုံးတော့ပြောင်းသွားတယ်တရှင်နှစ်ပတ်အတွင်းမှာပြီးတော့အဲအဲ့ဒီဆေးထိုးပြီးသူကအာပြုတ်အန်တယ်တွေလည်းဖြစ်တယ်အန်လုံးလို့ချောင်းဆိုးလုံးလို့တွေးပါထွက်လာတဲ့အထိပဲဖြစ်တယ်တရှင်ตุอ่ะตุไอ้ดิซีโทปี้บาโลตุดิโลผิดแล้วสร้าตุเสี่ยงโกเปลี่ยนตั้วปี้เสี่ยงโกตั้วเม้เด้บาจ่องเลยบ่ช่ะดําแม้เสี่ยงโกแล้วตุโก အဖြေမပေးနိုင်ဘူးအာအခုသူကအရင်ဒုံကပုံစံနဲ့လုံးဝမတူတော့အခုဆိုရင် तू အိမ်ပြင်တော့မထွက်ရတော့တရှင်းအရင်တော့ဆို तू ကရုပ်ရည်အရန်လာတဲ့အသားဖြူဖြူဖက်ဖက်ရှင်စပင်တွေလည်းအထူပဲအခုသူရဲ့ပုံစံဆိုရင်စပင်သမွေးမလုံးမကြံတော့ဘူးအသားရည်တွေလည်းအာလောင်ခံရတယ်လို့မျိုးတွေမကအဖို့အကွက်တွေလည်းပြည့်နေတာပဲရှင်းတိတ် တယောက်ထဲနဲ့တော့မတူအဲအဲရင်လာကလူနဲ့အခုလူသူအများကြီးပြောင်းလဲသွားတယ်ဒါကြောင့်သူကတရားမြတ်မှုရရှင်တယ်ဗောရှင်ကဘာကြောင့်သူအဲ့လိုမျိုးဒီလောက်ထိတောင်အခြေအနေစိုးသွားရတာလဲဆိုတာသူအဖြေလဲသိရှင်တယ်ဆရာဝန်ကတော့အာအဖြေရှာလို့မရတယ်ဗောရှင်အလုံးပြောကြတာကတော့အာခုနန်ကစင်းနဲ့မတဲ့တာဖြစ်မယ်တဲ့ရှင့် အဲဆေးနဲ့မတဲ့တာဒီလောက်တော့ဖြစ်တယ်เนาะရှင်အခြေအနေဆိုးတယ်ဒါကြောင့်ကိုဆေးရုံတွေဆေးခန်းတွေသွားတိုင်းဆေးသွားဝယ်တိုင်းဆေးဝင်ရမေးတော့ကိုအာဆေးနဲ့မတဲ့တာရှိလားမတဲ့တာရှိလားရှင်ဆိုလေကိုပါဆေးနဲ့မတဲ့တာဆိုတာလည်းမသိဘူးရှင်ရှိမရှိလည်းမသိဘူးအရင်အရေးကြီးတယ်เนาะရှင်တကယ်လို့သူငယ်ရှင်တို့မှာကိုနဲ့မတဲ့တဲ့ဆေးရှိရင်ကောင်းကောင်းမှတ်ထားကြပါရှင်ဆေးရုံဆေးခန်းတွေသွားတဲ့ချိန်အာကိုဆေးဝင်ကိုပြောလို့ရအောင်เนาะရှင်အာ ဒီလောက်ထိအခြေအနေစိုးမယ်မထင်ခဲ့ဘူးရှင့်စီမတည့်တယ်လေအဲ့တော့အားလုံးပဲ Q ဆိုက်ချပါရှင့်အာခုနန်ကသူဘယ်လိုဆက်ဖြစ်မယ်အာစီအောင်ကသူ့ဘယ်လိုတောင်းဝန်ယူမယ်ဆိုတာကတော့တည်တင်းထူးရှင့်ပြန်လာအတစ်ပေးမယ်เนาะရှင့်ဒါနှစ်ပတ်အတွင်းမှာပဲเนาะရှင့်ဒီလောက်ထိတောင်ပြောင်းလဲသွားတယ်